ရခိုင်ပြည်နယ်မန်အောင်မြို့နယ်ကိုဆိုလာဆက်ယုံနဲ့လျှက်စင်မီရရှိရေးအပါအဝင်ရန်နာထားတဲ့လေရင်ကွင်းကိုတိုးချက်ပြုပြင်သွားမယ်လို့ရခိုင်တိုင်းသားများပါတီ RMB ဥက္ကဋ္ဌဦးဖရှင်ကရွေးကောက်ပွဲကတိပေးပြီးမေးဆွေလိုက်ပါတယ်။ဒါအပြင်လေရင်ကွင်းကိုပါတိုးချက်အသုံးပြုနိုင်အောင်လုပ်မယ်ဆိုတဲ့ဦးဖရှင်ရဲ့မေးဆွေကတိဟာယုံကြည်စရာမရှိသလိုရဲစရာသာဖြစ်တယ်လို့ရခိုင်ဒေသခံတွေက MB ကတဆင့်တုံ့ပြန်ပြောကြားလာပါတယ်။ယုံကြည်နိုင်စရာတော့မရှိပါဘူးเนาะ။ ဒါကသူတို့မဲရဖို့အတွက်အသုံးချတဲ့ဂျာကန်တွေပါပဲဗျ။ကိဆက်ဆက်လေးဟိုအလုပ်ပေးမယ်၊ဒီအလုပ်ပေးမယ်ဆိုပြီးမဲဆွဲခဲ့ကြတာပဲပဲ။နေရာတစ်ခုရသွားတော့လည်းတစ်ခုမှမလုပ်ပေးဘူးတော့ယုံကြည်ဖို့အစားရည်စရာကြီးဖြစ်နေပါတယ်။ပြီးတော့စကားမလူတွေဆိုတော့လည်းလူတိုင်းသိကြပါရဲ့နော်။ဒါကြောင့်လည်းမယုံကြည်ကြတာများပါတယ်။လွန်ခဲ့တဲ့6နှစ်2019ခုနှစ်လောက်ကအရက်သားအစိုးရလက်ထက်အတွင်း မန်အောင်ကျောင်းမှာရှိတဲ့အင်ဂျီတထောင်ခန့်ကိုဆိုလာစနစ်နဲ့လှည့်ရစစ်တအားပေးတဲ့စက်ရုံရှိခဲ့ပြီး2021ခုနှစ်မှာတော့ဒီစက်ရုံဟာလက်ပတ်မှုမရှိတော့ဘူးလို့မန်အောင်ဒေသခံတွေကပြောပါတယ်။ဒါအပြင်မန်အောင်ကျောင်းမှာရှိတဲ့လေရင်ခွင်ဟာလည်းကိုဗစ်ကာလအတွင်းကစတင်ပြီးရန်ကုန်မန်အောင်စစ်တွေကြောက်ဖြူခင်းစင်တွေကိုပြေးဆွဲမှုရနာထားခဲ့ရတယ်လို့လက်ရှိဒေသတွင်းတိုက်ပွဲအခြေအနေတွေကြောင့်ပြန်လည်မပြေးဆွဲနိုင်သေးဘူးလို့သိရပါတယ်။ ဆက်ရုံအဟောင်းကိုစနစ်တကျရင်းနှီးမြှုပ်နှံပြီးကျွမ်းကျင်မှုနည်းပညာတွေနဲ့ပေါင်းစပ်ပြီးပြန်ပြင်လိုက်ရင်မန်အောင်မျိုးအတွက်ဆိုလာလျင်စစ်တာအမြန်ရနိုင်ပါတယ်မန်အောင်လေယာဉ်ကွင်းကိုလည်းအ ਨੇ စုံ ADR 72အမျိုးအစားလေယာဉ်တွေဆင်းသက်နိုင်တဲ့လေယာဉ်ကွင်းအဖြစ်တည်ဆောက်ဖို့လိုပါတယ်ဒီကိစ္စတွေသာဆောင်ရွက်နိုင်မယ်ဆိုရင်လည်းမန်အောင်မျိုးနယ်ရဲ့ခီးသွားလုပ်ငန်းတွေပေါ်ပေါက်လာပြီးဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးတွေခွင်လန်းတွေကရလာမှာပါလို့ဥပရှင်ကပြောပါတယ် အာနာဒင်းစစ်တပ်ကလုံမဲ့အတူရောင်ရွေးကောက်ပွဲအတွက်စစ်ကော်မရှင်ပိုင်း MRTV ကနေနိုဝင်ဘာလ22ရက်နေ့ကရခိုင်တိုင်းသားများပါတီ RMB ဥက္ကဋ္ဌဥပရှင်ကဟောပြောစည်းရုံးမှုလုပ်ခဲ့ပါတယ်။ဒီရွေးကောက်ပွဲကရခိုင်ပြည်သူတွေလက်မခံဘူးဆိုတာကိုဟိုတက္ကပါလုံးကလူတွေသိပါတယ်။အဲရခိုင်ပြည်သူတွေတော့မဟုတ်ဘူးတိုင်းသားအကုန်လုံးကလက်မခံဘူးဒါပေမဲ့ဒီရဆက်ခဆာကလည်းဒီရွေးကောက်ပွဲကိုဖြစ်အောင်လုပ်မှာပဲဆိုတာလည်းတွေ့နေရတယ်ပေါ့နော်ချင်းချင်းချာချာတွေ့နေတွေ့နေရတယ်ပေါ့နော် ရခိုင်ပြည်သူတခုလုံးကိုကိုစားပြုနိုင်မှာမဟုတ်တလို့အဲ့ဒီကရခိုင်ပြည်သူတွေရတယ်သူတို့နာမည်တက်ပြီးရခိုင်ပြည်သူတွေကိုသူတို့ကဒီနာမည်တက်ပြီးရခိုင်တွေပါဆိုပြီးတော့နာမည်ရခိုင်ပြည်သူတွေပါဆိုပြီးတော့နာမည်တက်ပြီးတော့ဒီအတင်းလောက်ယူမဲ့ရေကောက်ပွဲရေကောက်ခံအဲလူတွေကလည်းရခိုင်ပြည်သူတွေကိုကိုစားပြုမှာမဟုတ်ဘူးရှင့် မြို့နယ်၁၈မြို့နယ်ရှိတဲ့ရခိုင်ပြည်နယ်မှာစစ်ကောင်စီဟာမြို့တော်စစ်တွေကြောက်ဖြူနေမန်အောင်မြို့တွေကသာထိန်းထားနိုင်ပြီးရွေးကောက်ပွဲအပိုင်းတက်မှာဒီမြို့နယ်တွေဟာရွေးကောက်ပွဲကျင်းပမယ့်အထင်ပါဝင်ပါတယ်။ရွေးကောက်ပွဲမှာဥပရှင်ဦးဆောင်တဲ့ရခိုင်တိုင်းရင်းသားပါတီ RNB ကပြည်နယ်လွှတ်တော်ပြည်သူလွှတ်တော်အမျိုးသားလွှတ်တော်နဲ့ချင်းတိုင်းရင်းသားရေးရဝင်ကြီးနေရာတွေအတွက်ကိုယ်စားလှယ်လောင်းဆယ်ဦးဝင်ပြိုင်မှာဖြစ်တယ်လို့ကြေညာထားပါတယ်။ Thank you.